ဆိုပြီးတစဲအပေါ်မထမတ်ထားလို့ရဲ့ကြောင့်လူပြောများနေရဲ့ဟင်းဝေးရဲ့ညီမဧလာပရိမြအလုံးမဲ့မင်္ဂလာဝါရှင်ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဧလာကဟင်းဝေးရဲ့ရတူတီရောညီမဖြစ်တယ်လို့အငယ်ဆုံးလေးမလို့အားလုံးကဝမ်းကျင်ပေးကြပါတယ်ဟင်းဝေးရန်ကလည်းအမှုပညာလောကမှာဘေးဝဲတဲ့ညီမဖြစ်သူနဲ့တက်တဲ့အထီးကိုချစ်တာဖြစ်ပါတယ်ဘဒုလက်ထဲမှာမထည့်ချင်လောက်အောင်ခြေကိုချတာပါမကြခင်မှာဆိုရင်အခုဖြစ်သူဟင်းဝီယန်ကစိုးပြေတစင်နဲ့လက်ထက်တော်မှာပါဘဒုကိုမှမပေးချင်မဲ့ ရောင်မလက်သေးကိုချက်ပြရတော့မယ်နဲ့လဲရောက်လာပါပြီ။ဒါကြောင့်မို့အလာကဆိုဗီယက်တစင်အပေါ်ကြည်ပြပါမလားဆိုပြီးစိတ်ပူသူတွေလည်းရှိပါတယ်။အလာကဆိုဗီယက်တစင်အပေါ်မချင်မှတ်ချလောက်အောင်အမတယောက်လိုချက်ပြတာဖြစ်ပါတယ်။သူချက်ချက်မြတ်တာတွေကိုပြီးကြတဲ့လက်ချက်ပွဲမှာအထင်ကြောင်မြင်တွေ့နိုင်ပါတယ်။ဟေဝီယန်ကဆိုဗီယက်တစင်ရဲ့ဝင်နေပွဲမှာလက်ထက်ခွင့်အောင်ကြောင်းခဲ့တာဖြစ်ပါတယ်။တတော်များများတော့ဒီပွဲကိုဟေဝီယန်စစ်စင်တယ်လို့ထင်ကြတာပါ။ တကယ်တော့မတော့ဒီပွဲကိုရောင်းမဖြစ်သူအဲလာကစီစဉ်ထားဖြစ်ပါတယ်။လက်ထက်ခွင့်တောင်းဖို့ကိုအဲလာတို့ကအကြံဉာဏ်ပေးခဲ့ကြတာပါ။ဆိုပြီးတစဉ်ကလက်ထက်ခွင့်တောင်းမယ်လို့တည်လဲတည်မထားပါဘူး။သူရဲ့အသက်33နှစ်ပြည့်မွေးနေ့အတွက်ညစာစာရုံလောက်သာတည်ထားတာပါ။အဲလာတို့ကလိန်ပြီးခေါ်လာခဲ့တာပါ။အဲလာကခနာပွဲကိုမနေ့ကလေးကအဲလာနဲ့အဖွဲသားတွေပြင်ဆင်ထားတာပါ။မင်းလေးချင်းကိုချင်းစာကလက်ထက်ခွင့်တောင်းခဲ့ရတာကို ရိုမန်တစ်အစံဆုံးပြင်ဆင်ခဲ့ရပါဘွဲမှာဖြူရောင်နှင်းစီတွေကိုအသုံးထားပြတာဖြစ်ပြီးဘွဲပြင်ဆင်တွေကရိုမန်တစ်ဆန်နေခဲ့ပါတယ်ဝင်းနေဘွဲမှာဆိုပြေဒီဇင်ဝတ်ဖို့ကိုလည်းအလာဂိုရာဒီဇိုင်နာစီကျွအပ်ထားပြီးတော့ဆိုပြေဒီဇင်ကိုအတိမပြေထားရတဲ့အတွက်ဘလို့ပုံစံလဲဆိုတာသူမအနေနဲ့မထီခဲ့ရပါဘူး ။အဲလာခဒီဇိုင်နာနဲ့တိုင်ပင်ကအဆိုပါဝတ်စုံလေးကိုစစ်စင်ပေးကြတာပါ။လူနေနဲ့အဆိုပြင်းနဲ့လာမယ်တင်တဲ့ဝတ်စုံလေးကိုစစ်စင်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမလဘူးဆိုပြီးဆက်ဆွဲခံရတာဖြစ်ပါတယ်။အကူဖြစ်သူဟင်းဝရဆင်ဆင်ရမယ့်အရာတွေကိုမြမဖြစ်သူအဲလာကလုပ်ပေးခဲ့ရမှုအားလုံးကကြည်ကျူးနေကြတာဖြစ်ပါတယ်။အဲလာကစုပြည့်တစဉ်ကိုအမားတယောက်လိုချစ်ပေးခဲ့တာကြောင့်စိတ်ထားဖြူစင်တယ်လို့အတိအမှတ်ပြုပေးနေရပါ။ဟင်းဝရနဲ့ချစ်သူတွေလိုဖြစ်နေပြီလို့ဒီကလေးကစုပြည့်တစဉ်နဲ့ညီမတွေလိုသာပေါင်းလို့ရပါ။ လက်ထက်ပွဲကိုလည်းသူမနဲ့မဆိုင်တလို့မနေပဲအားလုံးလုပ်ပေးကြတာပါညီမတယောက်အနေနဲ့အကိုပြက်သူကိုမျက်နှာပန်းလာအောင်လုပ်ပေးတာပါမိန်းနာပွဲက6ပွဲလောက်ကျန်ပါမှဖြစ်တဲ့အတွက်မိန်းနာဝတ်စုံကိုလည်းအလာတို့ကစစ်စစ်နေကြဖြစ်ပါတယ်အလာနဲ့မိခင်ပြက်သူတို့ကလိုက်တော်ကလူအပ်တာမင်းတို့မျိုးကိုလိုက်စစ်စင်ပေးကြတာဖြစ်ပါတယ်ဒါကြောင့်မို့ဆိုပြည်တစင်ကရောင်းမနဲ့ရောက်ကမစီကပါချက်ခဲရတယ်ဆိုပြီးအားလုံးကအားကြနေကြတာဖြစ်ပါတယ် ဟင်းဦးရဲ့ရဖခဲ့ရဆွဲလဲရင်းနှုံးကဝိုင်းစုခိုင်းတိန်တဲ့ဒုံကသဘောမတူခဲ့ပေမဲ့စိုးပြေတစဉ်ကိုသမီးလေးတယောက်လိုချက်နေရဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းဘလောက်ပဲကုန်ကြပါစေလုပ်ပေးမယ်လို့ကိုပြောထားတာပါ။စိုးပြေတစဉ်ကဟင်းဦးရဲ့ဆေးကနေဘာပဲလိုချင်ချင်းပြည်စီပြည်တဲ့ချီကိုချက်ပြတာဖြစ်ပါတယ်။မင်္ဂလာပွဲကိုလည်းစိုးပြေတစဉ်စိတ်တိုင်းချကိုလုပ်ပေးသွားမှာဖြစ်ပါတယ်။ရောင်းမစီရနေအခြေခံနေရတဲ့စိုးပြေတစဉ်ကိုအားကြလားဆိုတာပြောပေးခဲ့ပါဦးရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်တစ်လဲပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရဆင်းရဲမှုပြရှင်တဲ့အကြောင်းများကိုချင်းရဘင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတတတော်ဗီဒီယိုတင်တာမျိုးတန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါလုံးလေးကိုလည်းနေထားပြီးကြပါအောင်ရှင်။အဆုံးတရားအပီကြည့်ရှုမှုကြလဲကျေးဇူးအများကြီးတင်ပါတယ်။